ရွှေဆိုင်မှာတစ်ချက်သားဆွဲကြိုးကိုမျက်စိသမိအတွင်လဲလဲယူပြသွားတဲ့လက်လက်ပညာရှင် စောရမမအကြောင်းပေါ်ပြီးပရိသတ်များလုံးမမင်္ဂလာပါရှင် Famous Celly News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုရပိုင်းတွင်အင်တာနက်ပေါ်မှာပြန့်နှံ့နေရကတော့မျက်စိတမိအတွင်းမှာရွှေတကြသားဆွဲကြိုးအတုနဲ့အစစ်ကို Professional ကြကြလဲလဲယူသွားခဲ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ အဆိုပါမျိုးသမီးဟာရွှေဆွဲကြိုးခိုးယူပုံကတော်တော်လေးကိုကျွမ်းကျင်ပိုင်နိုင်တာကိုတွေ့ရတာကြောင့်လူပြောများနေရဖြစ်ပါတယ်။ဒီလိုမျိုးရွှေဆွဲကြိုးအစင်းနဲ့အတူကိုလဲလဲယူဆောင်ခြင်းခံခဲ့ရတဲ့ရွှေဆိုင်ကတော့မွန်ပြည်နယ်ကျိုက်ထုံမြို့တီတာလမ်းမြောက်ပိုင်းရက်ွက်ဈေးကြီးအနီးနာကကိုဝိတင်ရွှေဆိုင်ဖြစ်ပါတယ်။ ကျိုက်ထုံမျိုးကကိုဝင်းတင်ရွှေဆိုင်ကတင်ပေးလာတဲ့ CCTV ဗီဒီယိုဖိုင်မှာတော့အင်ဂျီပန်းရောင်ထမိန်အနှံ့ရောင်ဝတ်ထားပြီးတော့ရုပ်ရည်ချောင်းမလှပတဲ့အမျိုးသမီးတယောက်ဟာရွှေဆိုင်ကိုရွှေလာဝယ်ရဖြစ်ပါတယ်။အဆိုပါအမျိုးသမီးဟာတကယ်ကိုတတိမကြီးတယောက်လိုမျိုးအရာရှိကြော်လိုမျိုးရွှေအခေါက်လက်ောက်ခွင်းကြီးတွေတန်ဖိုးကြီးစိန်ဆွဲကြိုးတွေကိုလည်းဝတ်ဆင်ထားပါသေးတယ်။ဒါကြောင့်လည်းအဆိုပါအမျိုးသမီးကိုမြင်တဲ့သူတိုင်းကတတိမကြီးတူရွှေတွေလာဝယ်တယ်လို့ပဲထင်ခဲ့ကြတာပါ။ဒါပေမဲ့လည်းအဆိုပါအမျိုးသမီးဟာအကြံအစီနဲ့လာတာဖြစ်ပြီးတော့ရွှေအခေါက် ောက်တစ်ချက်သားရွှေဆွဲချိုးတကုံးကိုပြခိုင်းပြီးတော့ဟိုကြည့်ဒီကြည့်လို့ရင်တဲ့အယောင်းဝင်တဲ့အမျိုးသမီးအလစ်မှာတော်တော်လေးကိုလင်းမြန်တဲ့အရှိန်နဲ့ရွှေဆွဲချိုးအတူနဲ့အစစ်ကိုလဲလှယ်လိုက်တာဖြစ်ပါတယ်။အစောပါအမျိုးသမီးဟာ professional ကြကြရွှေဆွဲချိုးအစစ်နဲ့အတူလဲလှယ်လိုက်တာကြောင့်ဘသူမှတတိမထားမိခဲ့ကြပါဘူး။ရွှေခိုးခံလိုက်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့အစောပါအမျိုးသမီးဟာရွှေတုံးတွေကိုညွတ်နေအောင်ဝစ်ထားပြီးတော့စိန်ဆွဲချိုးတွေကိုပါဝစ်ဆင်ထားတာကြောင့်လူတွေကအထင်ကြီးပြီးတော့မသိစိတ်ကဒီအမျိုးသမီးကမယူလောက်ပါဘူးဆိုပြီး ပေါ့ရော့ကသတိမထားမိကြတာဖြစ်ပါတယ်။တချို့သောဆိုင်ဝင်တန်းတွေအယောင်ဝင်တန်းတွေဟာအဝေးစားနွမ်းနေတဲ့လူဆုပ်ပြက်ဆိုတဲ့လူတွေဘာလာခိုးရလဲဆိုပြီးတော့အထင်သေးတဲ့မျက်လုံးနဲ့ဂယုတစိုက်စောင့်ကြည့်တတ်ကြပေမယ့်ရွှေရီငွေတွေစင်ထားတဲ့လူတွေဆိုရင်တော့အထင်ကြီးပြီးဂယုမဆိုင်တတ်ကြပါဘူး။ဒီအချက်ကိုပဲအဆိုပါရွှေရီခိုးတဲ့အမျိုးသမီးကအသုံးချထားတာဖြစ်ပါတယ်။ဒါကြောင့်လဲကြိုက်ထုံမျိုးကိုဝီတင်ရွှေဆိုင်က ရွှေအခောက်ဆွဲကြိုးတစ်ကြက်သားကာလာပေါစီ30ဘူးပါသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်းအဆိုပါဆောရအမျိုးသမီးရဲ့ CCTV record video file ကိုအင်တာနက်ပေါ်မှာမျှဝေခဲ့ပါတယ်။အခုခါမှာတော့လူသတင်းကိုလူချင်းဆောင်ဆိုသလိုအဆိုပါရွှေဆွဲကြိုးတစ်ချက်သာခိုးယူထားတဲ့မမလှလှဆောရဝိဇာရဲ့အကြောင်းကဘူးပေါ်တယ်လို့ပေါ်လာခဲ့ပါတယ်။ အဆိုပါမျိုးသမီးရဲ့နာမည်ကဒေါ်ပန်းဤခိုင်လို့ခေါ်ကြောင်းသိရပါတယ်။သူမကရန်ကုန်မြို့မှာနေထိုင်သူဖြစ်ပြီးတောင်ဦးကလောင်မှာဆိုရင်တရေခေတ္တရလမ်းနဲ့သင်ငန်းကျွန်းမှာနေရလို့သိရပါတယ်။မပန်းဤခိုင်ကဒီလိုမျိုးခိုးစားညာစားလိန်စားလာတာ၁၀နှစ်ကျော်လာပြီဖြစ်တဲ့လိန်နဲ့အမှုနဲ့ပါထောင်ချဘူးတဲ့သူလို့သိရပါတယ်။မပန်းဤခိုင်ကသူ့အကြောင်းပို့စတက်လာရင်နည်းနည်းငိန်လိုက်ပြန်လိန်လိုက်လှုပ်ရှားနေကြလို့သိရပါတယ်။သူမကရန်ကုန်ကစင်ပြီးကြိုက်သူကိုဝီတင်ရွှေဆိုင်မှာရွှေဆွဲကြိုးတစ်ချက်သာဆိုင်ကခိုးပြီးတော့လိုင်းကားစီးက ကြိုက်ကော်ဘက်ကိုဆင်းသွားတယ်လို့လည်းကြားရပါတယ်။အခုခါမှာတော့ဒေါ်ပန်းအင်းခိုင်ကအကောင့်မှာတင်ထားတဲ့ပုံလေးတွေကိုလူမြင်မှာဆိုလို့အခုတော့ဒီရက်ဒီဘိတ်လှုပ်လိုက်ပြီလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေဆိုင်ကနေရွှေဆွဲကျိုးအတူနဲ့အစ်စ်မြန်ဆန်တိကျစွာနဲ့လဲယူသွားခဲ့တဲ့မပန်းအင်းခိုင်ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။